အားလုံးမင်္ဂလာပါပြန်လည်ကြိုဆိုပါတယ်ကျွန်တော်တို့ဒီခဏတော့ Great English Unit 1မှာပါတဲ့ Nouns and Position Grammar Pattern ကိုအတူတူလေ့လာကြည့်ကြရအောင် Nouns and Position What is Nouns and Position Nouns and Position ဆိုတာဘာလဲ When do we use Nouns and Position ဒီ Nouns and Position ကိုကျွန်တော်တို့ဘယ်တော့မှဘယ်အခါမှသုံးတယ်လဲအဲ့တော့ကျွန်တော် text text ထဲမှာရှင်းပြထားတာကတိတ်မလုံလောက်တဲ့အတွက်ကျွန်တော်က ဒီ Cambridge မှာရှင်းပြထားတဲ့ဒီ explanation ကိုကျွန်တော်တို့ယူလာတယ်ပေါ့နော်အဲ့လေးကိုကျွန်တော်တို့အတူတူလေ့လာကြည့်ကြရအောင် When we use two noun phrases next to each other in a clause two noun phrases noun phrase နှစ်ခုကိုတဲ့ next to each other တစ်ခုနဲ့တစ်ခုကပ်လိုက်ရပေါ့နော် next ဆိုတော့ကပ်လိုက်ရ in a clause clause တစ်ခုမှာ noun phrase နှစ်ခုကိုကပ်လိုက်ရထားပြီးတော့မှကျွန်တော်တို့သုံးတဲ့အခါတဲ့ they အဲ့ဒီ noun phrase နှစ်ခုဟာ refer ညွှန်းဆိုပါတယ် to the same person or thing အဲ့ဒီ noun phrase နှစ်ခုမှာပါတာဒီ person လူဆိုရင်လည်းအဲ့ဒီလူဒီအတူတူပဲ the same person တယောက်တည်းပဲ thing အရာဝတ္ထုဆိုရင်လည်းတစ်ခုတည်းပဲလို့သူညွှန်းဆိုတာပါတဲ့ we call this a position ဒါကိုကျွန်တော်တို့က a position လို့ခေါ်တယ်မြန်မာလိုအဓိပ္ပာယ်ကတော့အနှစ်တူပုံနှစ်ခုကိုအတူတူဖွဲ့ဆိုခြင်းဆိုတဲ့အဓိပ္ပာယ်ပါအဲ့တော့ noun phrase နှစ်ခုကိုကျွန်တော်တို့ကကက်လက်ရဲ့ comma လေးထားပြီးတော့မှရေးလိုက်မယ်ဆိုရင်အဲ့ဒီ noun phrase ထဲမှာပါတဲ့လူဆိုရင်လည်းတယောက်တည်းပဲအရာဝတ္ထုဆိုရင်လည်းတစ်ခုတည်းပဲလို့ညွှန်းဆိုခြင်းတာပါတဲ့ in writing အရေးသားပိုင်းမှာဆိုရင် we often separate the noun phrases noun phrase တွေကိုကျွန်တော်တို့ကခွဲခြားထားတယ်တဲ့ by commas commas နဲ့ခွဲခြားပါတယ်တဲ့ကျွန်တော်တို့ example လေးတွေကြည့်ကြအောင် the living room the biggest room in the house looks out onto a beautiful garden ဒီ sentence မှာဆိုရင်ကျွန်တော်တို့ကျွန်တော်ဒီမှာ color လေးနဲ့ခြေထားတယ်မြင်လဲသားထားတယ် the living room ဆိုတာဒီ noun phrase တစ်ခု the biggest room in the house ဆိုတာဒီ noun phrase တစ်ခုဒီ noun phrase နှစ်ခုကိုကတ်လိုက်ရကျွန်တော်တို့က ပေါ်မှာခံပြီးတော့မှရေးထားတဲ့ဆိုရင်ဒီ non phrase တင်းမှာပါတဲ့ room ဆိုတဲ့အခန်းဒီတခန်းနဲ့ပဲလို့သူညွှန်းဆိုချင်တာတဲ့ဧကံကျွန်တော်တို့ရဲ့အိမ်ထဲမှာရှိတဲ့အကြီးဆုံးခန်းဒီနှခန်းဒီအတူတူပါပဲတဲ့ဒီကက the living room in the biggest room in the house are the same room ဧကံနဲ့အိမ်ထဲမှာရှိတဲ့အကြီးဆုံးခန်းဟာအတူတူပဲလို့သူပြောချင်တာတဲ့နောက်တစ်ခုက John their youngest child is very intelligent John ဆိုတဲ့ noun အပြင် they are youngest child ဆိုတဲ့ noun phrase ဒီနှစ်ခုကိုကတ်လိုက်ရဲ့ကျွန်တော်တို့က comma လေးနဲ့ခံရေးထားတယ်ဆိုရင်းနဲ့ဒီထက်မှပါတာလူပုဂ္ဂိုလ်ဖြစ်တဲ့အတွက်ဒီလူဒီတယောက်တည်းပဲလို့သူပြောချင်တာဖြစ်ပါတယ်တဲ့အဲ့တော့ join in their youngest child on the same person join နဲ့သူ့ရဲ့အငယ်ဆုံးကလေးဟာအတူတူပဲလို့ပြောချင်တာတဲ့ the second noun phrase ဒုတိယလိုက်တဲ့ noun phrase က tells us something more about the first noun phrases ပထမ noun phrase ရဲ့အကြောင်းကိုပို့ပြီးတော့မှပြောပြတယ်တဲ့ပထမ noun ဆိုတာဘာဆိုတာပြန်ပို့ပြီးတော့ပြောပြတယ်တဲ့ is identity သူ့ရဲ့ထူးခြားတဲ့လက္ခဏာတွေ or တော့မဟုတ် is quality သူ့ရဲ့အရာအခြေအနေကိုပို့ပြီးတော့မှကျွန်တော်တို့ကိုပြောပြတယ်တဲ့ဥပမာ the living room ဆိုတာဒီ first noun phrase second like the noun phrase က the biggest room in the house ဒီအဲ့ကန်းဒီကျွန်တော်တို့အိမ်ထဲမှာအကြီးဆုံးခန်းဆိုပြီးတော့မှဒီပထမ noun ရဲ့ ဒီ more information ပေါ့ဗျာ information ထပ်ပြီးတော့မှပေးတာကိုသူဆိုလိုချင်တာဒုတိယလိုက်တဲ့ non phrase ကပထမနောင်ဘာဖြစ်တယ်ဘလို့ရည်သွေးရှိတယ်ဘလို့လက္ခဏာရှိတယ်ဆိုတော့ကိုပို့ပြီးတော့မှပြောပြတာပါတဲ့ second example မှာဒီတိုင်းပဲ john ဒါဒီ first noun ပေါ့ဗျာအနောက်မှာလိုက်တဲ့ they are youngest child ဆိုတဲ့ noun phrase ကပထမနောင်ကဘာဖြစ်တယ်ဆိုတာကိုသူကပို့ပြီးတော့မှပြောပြတာဖြစ်တယ်ဒါကိုကျွန်တော်တို့က noun set a position လို့ခေါ်တာပါ we can also reverse the order of the phrases the phrases တွေရဲ့အစီအစဉ်ကိုလည်းကျွန်တော်တို့ပြောင်းပြန်လမ်းပြီးတော့မှရေးလို့ရတယ်ဒီအတိုင်းကြီးပုံတည်ကြီးရေးရမှာမဟုတ်ဘူးဥပမာပြန်ပြောမှဆင် the biggest room in the house comma the living room လို့လည်းရေးလို့ရသလို their youngest time comma john လို့လည်းရေးလို့ရပါတယ်တဲ့ဒီအထိကကျွန်တော်တို့ကလေးတွေအတွက်တိတ် challenge မဖြစ်ဘူးခင်ဗျအခက်ခဲမရှိဘူး noun phrase တစ်ခုကို ခေါ်မခံမီးလို့မှရေးလိုက်တာဂုံရီတူတဲ့ noun phrase တစ်ခုကိုခေါ်မခံမီးရေးလိုက်တာအဓိကပြဿနာကဘယ်ဟာက noun phrase လဲဘယ်ဟာကိုခေါ်မခံမီးလို့မှရေးရမှာလဲဆိုတာက ကျွန်တော်တို့ကလေးတွေအတွက် challenge တစ်ခုပဲအဲ့တော့ noun phrase တွေကိုကျွန်တော်တို့ကခွဲခြားသတ်မှတ်တတ်ရမယ်ဒါမှဘယ် noun နဲ့ဘယ် noun phrase နဲ့ကိုအတူတူပါလို့သူတို့သိသွားမယ်ဘယ် noun နဲ့ဘယ် noun phrase နဲ့ကိုခေါ်မခံမီးလို့မှရေးရမှာပါဆိုတာကိုကျွန်တော်တို့ကလေးနားလည်မှာဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်တို့ noun phrase တွေကိုအနည်းငယ်နားလည်ထားဖို့လိုအပ်တယ် noun phrase တွေကိုကျွန်တော်တို့ဘယ်လိုရှာဖွေသတ်မှတ်ကြမလဲဒါလေးကိုကျွန်တော်တို့အနည်းချင်းလေ့လာကြရအောင်ဆို What is noun phrase noun phrase ဆိုတာဘာလဲ noun phrase noun phrases include noun phrase ဒီမှာပါဝင်တတ်တယ် determiners တွေ adjectives တွေ modifiers တွေပါဝင်တယ် okay determiner adjective modifier ရှုပ်သွားတာပဲမရှုပ်ပါဘူးကျွန်တော်သတ်ဆင်ခြင်းချင်းပြပါမယ် determiners ကဘာတွေလဲဆိုတော့ articles တွေကိုပြောတာ an there ပါမယ်အပြင် possessive adjective လို့လည်းပြောလို့ရတယ်သူကို mine no our you are there his her is ပေါ့နော် possessive adjective လည်းပြောလို့ရတယ်လို့ determiner ဆိုလည်းပြောလို့ရပါတယ်ရှိသေးတယ်နော်ဒါ this တို့နော် these တို့နော် that တို့ such တွေပြန် quantifiers တွေရှိမယ် some တို့ many တို့ every တို့ one တို့ two တို့ one တို့ etc such တွေပြန်ဒီလိုမျိုးဟာတွေပါလာရင်ဒါဟာကျွန်တော်တို့ noun phrase ဖြစ်ဖို့များသွားပြီအဲ့တော့ noun phrase ကိုကျွန်တော်တို့အလွယ်ကူဆုံးဘယ်လိုတတ်မှတ်မလဲဘယ်လိုရှားဖွေမလဲ ပထမဦးဆုံးကျွန်တော်တို့ကနောင်းကိုအရင်ရှာပြီးရင် determiners တွေကိုရှာပြီးရင်ကျွန်တော်တို့က adjective တွေကိုရှာဒါပြီးရင် modifiers တွေကိုကြည့် modifiers ဆိုတာဘာလဲကျွန်တော် example မှာရှင်းပြပါမယ်ပထမဦးဆုံးဒီ example ကိုကြည့်ရုံးဆို the living room ပထမဦးဆုံးကျွန်တော်တို့က look for the noun noun ကိုအရင်ရှာမယ်ဆိုတော့ဒီနေရာမှာ noun ပဲ room ဆိုတာကြီးက noun living ဆိုတာတော့ noun ရှိမှနေတဲ့အတွက် adjective ပေါ့ပြီးရင်ကျွန်တော်တို့က article ပါတယ် determiner ရှိတယ်အဲ့တော့ဒီဟာဒီ noun phrase ဖြစ်တယ်။ပြီးရင် this second phrase ကိုလည်းကြည့်ကြအောင် room ဆိုတာဒီ noun ဖြစ်တယ်။ဒီနေ့မှာ house လည်း noun ပဲသို့တော်ညာလည်းကျွန်တော်ကအဓိကလိုချင်တဲ့ noun ကိုပြောတာ။ room ဆိုတာဒီ noun determiners ပါတယ်ဒီမှာ determiners adjective adjective ပါတယ် biggest modifier ဆိုတာဒီ adjective လည်းဖြစ်နိုင်လို့ adverb လည်းဖြစ်နိုင်တယ်။အိမ်ထဲမှာရှိတော့ဆိုတဲ့အဓိပ္ပာယ်ဒီ noun ဟာဘယ်မှာရှိတယ်ဘာလုပ်တယ်ဆိုတော့ပြောပြောတဲ့ in the house ဆိုတဲ့ modifier ီနောင်းကိုထုပြုပေးတာပေါ့နော်ဒါကိုကျွန်တော်တို့က modifier လို့ပြောပါတယ်အဲဒီလို modifier တွေလည်းပါမယ် adjective တွေ article တွေပါမယ်ဆိုရင်ဒီဟာဒီ noun phrase ပဲဒီနှစ်ခုကိုကျွန်တော်တို့ကဖော်မှာခံယူမယ်နောက်တစ်ခု John they are youngest time ဆိုတဲ့ဒီမှာလည်းဒီမှာပဲအတူတူပဲ John ကတော့သူက phrase mode အတွက်ရှင်းပြစာမလို့ youngest time chain ဒီ noun ဖြစ်တယ် youngest ဆိုတာဒီ adjective ဖြစ်တယ်ပြီးရင် they are ဆိုတာဒီ determiners ဖြစ်တယ် possessive adjective လည်းဖြစ်တယ်ဒီတော့ ဒီဟာကိုကျွန်တော်တို့က noun phrase လို့ပြောပါတယ်ဒါမှကျွန်တော်တို့က noun phrase ကိုခွဲထားသွားမယ်နောက်တစ်ခု text တက်မှာပါတဲ့ isn't ပဲ Tokyo, the capital of Japan capital ဆိုတာဒီ noun ဖြစ်တယ်မြို့တော်အဓိကမြို့တော်အဲပြီးတော့ tsh the ဆိုတာက article ပြီးတော့ of Japan ဆိုတာ modifier ပေါ့နော်ဒါကို noun phrase လို့ပြောပါတယ်ဥပကြီး comma the great မြန်မာ artist artist ဆိုတာက noun မြန်မာဆိုတာက adjective great ဆိုတာလည်း adjective တရှိတယ်ဆိုတာဒီ article determiner ဆိုလို့ပြောတယ်အဲ့တော့ဒီဟာလေးကျွန်တော်တို့ noun phrase ဖြစ်ပါတယ်ဒါဆိုရင်အကြမ်းပြင်းကျွန်တော်တို့ noun phrase တွေဘယ်လိုခွဲခြားသတ်မှတ်မလဲဆိုတာသိသွားမယ်အဲ့တော့ noun phrase တွေကိုကျွန်တော်တို့ sentence အနေနဲ့မှာရှားကြည့်ကြအောင်လို့အဲ့တော့ noun phrase တွေကိုရှားမယ်ဆိုကျွန်တော်တို့ကပထမဦးဆုံး noun ကိုရှားမယ်ပြီးရင် determiner တွေရှားမယ် adjectives တွေရှားမယ်ပြီးရင် modifiers တွေကြည့်မယ် determiner စီကဘာလဲဆိုရင်မိနေမှာဆိုလို့ in there တို့ my hour you are there တို့ some many every such တွေပြပို့ပေါ့နော်အဲ့တော့ပထမဦးဆုံးအစဉ်ပဲကြည့်အောင် I like a delicious chocolate cake. ကျွန်တော်အဲ့လာရှိတဲ့ chocolate cake မုံကိုကြိုက်တယ်။ပထမဆုံးနောင်းဒီ cake. chocolate လည်းနောင်းမယ်သူတို့ညာလည်းဒီဟာဒီအဓိကဆိုလိုချင်တဲ့နောင်းမဟုတ်ဘူး။ cake ဒီနောင်းဖြစ်တယ်။ chocolate က adjective ပေါ့ဗျာ။ delicious လည်း adjective ပဲ။ to modify လို့လည်းပြောလို့ရသေးတယ်ကျွန်တော်တို့။ in there ပါတယ်ကျွန်တော်တို့ article ပါတယ်။အဲ့တော့ a delicious chocolate cake ဒီ noun phrase ဖြစ်တယ်။နောက်တစ်ခု I asked her who bought this beautiful painting on the wall. ဒီနေရာမှာ painting ဆိုတာကအဓိက noun ဖြစ်တယ်။ beautiful ကတော့ adjective that ကတော့ the ဘယ်လိုပြောမလဲ determiner လို့ပြောလို့ရတယ်သူကိုညွှန်းဆိုတာကိုကျွန်တော်တို့က on the wall ဆိုတာကတော့ modifier အဲ့တော့ဒီဟာဒီကျွန်တော်တို့က noun phrase ကြီးပါနောက်တစ်ခု last week လွန်ခဲ့တဲ့ပတ်က i had to take care of my sister two babies ကျွန်တော်အမရဲ့ကလေးနှစ်ယောက်ကိုကျွန်တော်ထိန်းခဲ့ရတယ် two babies baby ဆိုတာဒီ noun two ဆိုတာဒီ quantifier sister ဆိုတာဒီ possessive နဲ့ဆိုင်နေပေါ့ mine ကလည်း possessive adjective ပဲအဲ့တော့ဒီဟာကြီးကကျွန်တော်တို့ noun phrase ဖြစ်တယ်ကျွန်တော် noun phrase တစ်ခုမှမပါဘူးနောက်တစ်ခု they live in an old house with a blue door ဒီနေရာမှာ house ဆိုတာက noun အဓိက noun ကြီး with a blue door ဆိုတာက modifier ပေါ့နော်အပြာရောင်တကားနဲ့အိမ် old ဆိုတာက adjective in က determiner အဲ့တော့ဒီ in old house with a blue door ဆိုတာဒီ noun phrase ဖြစ်ပါတယ်နောက်ဆိုရင်ကျွန်တော်တို့ noun phrase ကိုအကြံပေးချက်လာတော့ပြီကျွန်တော်တို့တိတ်ဆက်မှာပါတယ်ဒီ exercise A ပေါ့နော်သူက spot လောက်ခိုင်းတာဒီ noun phrase တွေကို spot လောက်ပါ noun sense position တွေကိုသူက spot လောက်ခိုင်းတာအဲ့ဒီမှာကျွန်တော်တို့တခါတယ် noun noun phrase တွေကိုခွဲခြားရင်းနဲ့ B ကို exercise B ကိုလောက်ရတာပိုပြီးတော့မှလွယ်ကူလိမ့်မယ်အဲ့တော့ exercise A ကိုအတူတူလုပ်ကြည့်ကြရအောင် There are many pagodas in Bagan in ancient capital of Myanmar. အဲ့တော့ဒီမှာသူခေါ်မှခံထားတာဒီပကံရဲ့သူကဘာလို့ခံထားလဲဆိုတော့ spot the nouns and position nouns and position တွေကိုရှားဖွေပြီးရှားဖွေပြီးရှားဖွေပါလို့ပြောတာရှားဖွေဖော်ထုတ်ပါတဲ့ the following sentences and underline them ပြီးရင်သူတို့ကိုမြင်သားပါတဲ့အဲ့တော့ပကံရဲ့ in ancient capital of Myanmar ရဲ့ဒါကိုသူတို့ခေါ်မှခံထားရတဲ့ ဒါဒီ noun set position ပေါ့အဲ့တော့ noun phrase တွေကိုကျွန်တော်တို့ကလေ့လာကြည့်ဦးဆို exercise B ကိုလုပ်ရင်လွယ်အောင်လုပ်ပါပထမဦးဆုံး noun ဒီ capital ဖြစ်တယ်ပြီးတော့ of မြန်မာဆိုတာကတော့ modifier an က determiner ancient က adjective အဲ့တော့ဒီ in ancient capital လို့မြန်မာဒီ noun phrase ဖြစ်တယ်ဒါလေးကိုသိစေချင်လို့ပါနောက်တစ်ခု the ostrich ဒီနေရာမှာ an there ပါတဲ့အတွက်ဒီဟာကလည်း noun phrase ပဲเนาะပြီး a kind of flightless bird နော်အခိုင်တော့ AN there ဆိုတဲ့ article ပါတယ်နော် kind of တွဲလက်မှတ်လိုက်ပါ flightless ဆိုတဲ့ adjective ပါတယ် but ဆိုတာ noun အဲ့တော့ဒီဟာဒီ noun phrase ဖြစ်တယ်ဒီနှစ်ခုကို comma ခံတယ် is found only in africa okay မြန်မာလိုတိပဲရှင်းပြရတော့ကျွန်တော်ကြာနေမှာသို့လို့လွယ်လဲလွယ်တယ်နောက်တစ်ခုက my son ဒီဟာလဲ noun phrase တစ်ခုပဲ a musician နော်ဒီ AN there ပါတယ် musician noun ပါတယ်ဒီနှစ်ခုဟာ noun phrase တစ်ခုပဲဖြစ်တယ်ဒါကိုကျွန်တော်တို့က Nelson position ကိုမြင်သားလိုက်ပြီး Loch Ness a large mountain lake is in Scotland အဲ့တော့ဒီဟာက noun in there in there determine တာပါတယ် large adjective ပါတယ် mountain ဆိုတော့ဒီနေရာမှာ modifier လို့လည်းပြောလို့ရသလိုအဲ adjective လို့လည်းပြောလို့ရတယ် lake ကတော့ noun ပေါ့နော်အဲ့တော့ဒီဟာဒီ noun phrase ဖြစ်တယ်ဒီနှစ်ခုကိုခေါ်မှခံထားတဲ့အတွက်ဒါဒီ noun sentence position ပါပဲနောက်တစ်ခု Mount Everest ဒါတော့ empty ကတော့ mountain လေးအတူကောက်ပေါ့နော် the highest peak in the world အဲ့တော့ peak ဆိုတာကတောင်ထိပ်ကိုပြောတာနော်တောင်ကိုပဲပြောချင်တာတောင်တောင်ထွက်ပေါ့ဗျာ highest က adjective တရှိတယ်က article in the world the modifier ဖြစ်တဲ့တွေ the highest peak in the world the noun phrase ဖြစ်တယ်အဲ့တော့ဒီ noun နဲ့ noun phrase ကိုခေါ်မှာခံတယ်အဲ့တော့ mount everest the highest peak in the world the noun set a position ဖြစ်ပါတယ် နောက်တစ်ခု I love to climb Kilimanjaro the highest mountain in Tanzania နော် Kilimanjaro လို့ခေါ်တဲ့ဒီကတော့မြင်းသားမှာပေါ့ဗျာအဲ့တော့ noun phrase ကိုရှာဖွေဖော်ထုတ်အောင် mountain ဆိုတာဒီ noun ဖြစ်တယ် in Tanzania က modifier highest က adjective တရှိတယ်က article in there ဒါဒီ noun phrase ဖြစ်ပါတယ်နောက်တစ်ခုက breakfast sprout breakfast sprout ကတော့ကျွန်တော်တို့ဒီ coffee တော့အသေးလေးကိုပြောတာ Princess Brown, a green vegetable like a tiny cabbage. And a vegetable, the general noun, green are adjective. In the article, pare, being like a tiny cabbage already modifier. No, thing here, copy to clean it to those already modifier. A green vegetable like a tiny cabbage already noun phrase fit there. Comma can have the daddy, general noun set position mark. Not good. The nine, this is the bar with a noun phrase where general. the longest river in the world the river the noun in the world the modifier longest ka adjective တရှိတဲ့ article ဖြစ်တဲ့အတွက် the longest river in the world the noun phrase ဖြစ်တဲ့သူ့နှစ်ခုကိုခေါ်မှခံထားတဲ့အတွက်ဒီဟာဒီ noun set position မှာနောက်တစ်ခု juro juro ကတော့ noun a japanese martial art ဒီနေ့မှာ art ဆိုတာဒီ noun martial ဆိုတာကတိုင်းနဲ့ဆက်ဆက်သုံးဆက်တဲ့ adjective Japanese adjective an there ပါတဲ့အတွက်ဒါသည် noun phrase ဖြစ်တယ်။အပြည့်တခါ noun phrase တစ်ခုပါလိမ့်တယ်ဒီမှာက Jujutsu a samurai on a fighting technique အဲ့တော့ technique က noun fighting က adjective လို့ပြောရမယ်။ fighting technique ကို noun တစ်ခုအနေနဲ့ယူဆလဲရတယ်။ unarm ဆိုတော့လက်နက်မဲ့ပေါ့နော်လက်နက်မပါတဲ့ samurai ကလည်း adjective လို့ပဲပြောရမယ်ဒီနေရာမှာ။အဲ့တော့ an there ဆိုတဲ့ article လည်းပါတဲ့အတွက်ဒါကိုကျွန်တော်တို့က noun sample position noun phrase လို့ပြောတာပါ ဟုတ်ကဲ့နောက်ဆုံးတစ်ခု Albert Einstein ဒါတော့နောင်ပေါ့နော်ပြီးတော့မှ The Great Physicist The Great Physicist မှာယူပဗေဒပညာရှင်လို့ခေါ်တဲ့နောင်ရှိမယ် Great adjective တည်ရှိတယ်လို့ခေါ်တဲ့ determiner ပါတဲ့အတွက် The Great Physicist ဒီ noun phrase ဖြစ်တယ်ဒီနှစ်ခုကိုခေါ်မှခံထားတဲ့အတွက်ဒါဒီ noun phrase ဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ noun phrase နဲ့ noun sense position ကိုခွဲခြားထားပြီဆိုရင် exercise B ကိုလို့ရတာပုံပြီးတော့မှလွယ်ကူလိမ့်မယ် exercise B ကိုကျွန်တော်နဲ့အတူတူဖြည့်ဆို့ကြည့်ကြရအောင် combine the two sentences ဝတ်ကြံအကြောင်းကိုပေါင်းစပ်ပေးပါတဲ့ using noun simple position noun simple position ကိုသုံးရပေါင်းစပ်ပေးပါတဲ့အဲ့တော့ noun simple position ကိုကျွန်တော်တို့ဖြည့်ဆို့ဖို့ဆိုရင် noun noun phrase တွေကိုတီးဖို့လိုတယ်ပထမဦးဆုံး noun ကိုရှာမယ် determiner တွေရှာမယ် adjective တွေရှာမယ် modifier တွေကိုတတ်မှတ်မယ်ပေါ့နော်အဲ့တော့တစ်ခုချင်းကျွန်တော်တို့ဖြည့်ကြည့်အောင်မြန်မာ is the la second largest country in south asia it is known as the land of pagodas အဲ့တော့စနေကဒီမှာတကြောင်ပြီးသွားတယ်ပေါ့ စစ်တပ်နဲ့ကြောင်းကိုကျွန်တော်တို့က now sense position နဲ့ဆက်ပြီးရမှာဘယ်ဟာကိုကျွန်တော်တို့ကခေါ်မှခံပြီးတော့မှရေးမလဲမြန်မာလိုအတိတ်ပဲတော့အနည်းငယ်ပြန်တတ်ရမယ်မြန်မာ the second largest country in Saudi Asia ရှစ်တောင်အာရှမှာဒုတိယအကြီးဆုံးနိုင်ငံဖြစ်တယ်တဲ့မြန်မာဒီ it is known as the land of pagoda ကျွန်တော်တို့ကဒီစ now sense position တဲ့ဘောကူမှာပထမနောင်းဟာဒုတိယနောင်းနဲ့အတူတူပဲဖြစ်တယ်လို့ပြောတာဖြစ်တဲ့အတွက် valve to b လေးတွေကိုကျွန်တော်တို့အရင်ရှာလိုက် valve to b လေးတွေကိုအရင်ရှာ နော် back to be အမစ်စာ what's where ပြောတာအဲ့တော့ back to be အနောက်က noun phrase ကိုသတ်မှတ်ရမှာကျွန်တော်တို့က back to be ရဲ့အနောက်မှာ noun phrase တွေကိုဘယ်လိုသတ်မှတ်မလဲပထမဦးဆုံး noun ကိုရှာဒီမှာတော့ noun နေပဲသူတို့ညာလဲကက်လျက်ကိုပြောတာကျွန်တော်တို့ကက်လျက်မှာ an the determiner ပါလာရင်ဒီဟာဒီ noun phrase ဖြစ်ဖို့အများဆုံးပဲအဲ့တော့ဒီဟာလေးကိုဟုတ်လားမဟုတ်လားပြန်ပြီးတော့မှချိန်ထိုးကြည့်ကြရအောင် country ဆိုတဲ့ noun ပါတယ် largest လို့ခေါ်တယ်ကျွန်တော်တို့ adjective ပါတယ် second လို့ပြောတယ်ကျွန်တော်တို့အဲ quantifier ပါတယ် quantifier လို့ပြောလို့မရဘူးဒီနေမှာ adjective ပဲပြောရမယ်တည်ရှိတယ်လို့ခေါ်တယ် determiner ပါတယ် in south asia လို့ခေါ်တယ် modifier ပါတယ်အဲ့တော့ဒီဟာဒီ noun phrase ပဲ ဒီနှစ်ခုကိုခေါ်မှာတွားခံရမှာကျွန်တော်တို့ known as the land of pagodas နဲ့တွားခံလို့မရဘူး pagoda ဆိုနောင်မယ်ဒါပေမဲ့သူ့ရဲ့ရှေ့မှာကျွန်တော်တို့ article တွေ adjective တွေပါလာကြည့်လိုက်တော့ article လည်းမပါဘူး adjective တွေလည်းမပါရတဲ့သူ့ကိုကျွန်တော်တို့က noun phrase လို့သတ်မှတ်လို့မရဘူးဒါ adjective phrase ပဲဖြစ်တယ်နော်အဲ့တော့ကျွန်တော်တို့ကဘလို့ဘာနဲ့ဘလို့ခေါ်မှာခံမှရေးမလဲဆိုရင်မြန်မာနဲ့ the second largest country in south asia ကိုခေါ်မှာခံရမယ်ကျန်းသားတွေဒီမှာခြေရင်းဖြစ်တာပဲ ဒါကြောင့်မို့ဖြစ်တည်ဆိုတဲ့အတိပ္ပယ်ကိုမှကျွန်တော်တို့ noun and position မှာပထမ noun နဲ့ဒုတိယ noun နဲ့အတူတူပဲဖြစ်တည်လို့ခေါ်တဲ့ဆိုတဲ့အတွက်ပထမဥဆုံး verb to be လေးတွေကိုအရင်ရှာပြီးမှသူ့ရဲ့အနောက်မှာကက်လည်းရဲ့ in there ပါလားဆိုတာကြည့်လိုက်ပြီးရင်ကြံတဲ့ determiners တွေပြီးရင် adjective တွေ modifier တွေပါလားဆိုတာကြည့်လိုက်ဒါဆိုရင် noun phrase ကိုအလယ်ကုဆုံးသတ်မှတ်သွားနိုင်နိုင်မယ်ဒါကြောင့်မို့အဖြေကမြန်မာခေါ်မှာ the second largest country in south asia ခေါ်မှာ verb to be တလုံးကိုပြန်ထည့်ပေးရမယ် is known as the land of Bagoda ဒါဆိုရင်သင်ပြတော့မယ်လို့ပြောလဲနဲ့နောက်တစ်ခု Utuntun is our English teacher the mother jaw he is a very stressed person အဲ့တော့ back to video အရင်ရှာရတော့ဒီမှာ is တဲ့သလုံးတွေ့ရဒီမှာ is ဆိုတဲ့သလုံးတွေ့တယ်နော်အဲ့တော့ဒီနေ့မှာ he ဆိုတာဒီ Utuntun ကိုပဲပြောချင်တာပေါ့အဲ့တော့ Utuntun က now ပြီးရင် back to be အနောက်ကကိုကျွန်တော်တို့ကကက်လေးကြည့်ရမယ်လို့ပြောတယ် back to be ရဲ့အနောက်မှာကျွန်တော်တို့က determiners တွေပါလာကြည့်လိုက်ဒီနေ့မှာ determiner ပါတယ် ာဝါဒီမှာပါတယ်ကျွန်တော်တိထားမိုင်းတာ A ပါတယ်နော်အပြီးတော့ English teacher ဒီမှာလဲ noun ပါတယ်ဒီမှာလဲ English ဆိုတဲ့ adjective ပါတယ်ပြီးရင်ဒီမှာလဲ modifier တွေလဲပါမယ် stress adjective ပါမယ် person ဆိုတဲ့ noun လဲပါမယ်အဲ့တော့ကျွန်တော်တို့ကဒီနေရာမှာ confuse ဖြစ်ကြရရှိတယ်ဘယ်ဟာကိုဘယ်လိုခေါ်မှခံပြီးတော့မှရေးမှာလဲနောက်ခုလုံးကိုခေါ်မှခံပြီးရေးလို့ရလို့ဖြစ်နေတာတို့တော့ဘယ်လိုပဲဆင်ပြီးမလဲ utwentwen comma our english teacher comma is a very strict person ဘတ်တူပြရတော့တလုံးမရေးပြရမယ် ဆရာอุทันทวน comma a very strict person comma is our english teacher လို့ရေးလို့မရဘူးလားရေးလို့တော့ရတယ်တို့တော့ညာလဲအခုလိုမျိုးရေးတာကပုံမှန်အဆင်ပြေတယ်အင်္ဂလိပ်ဆရာဖြစ်တဲ့อุทันทวนဟာအရန်ကိုစီကံတင်ကျက်တဲ့เนาะလူဖြစ်တယ်อุทันทวน comma a very strict person လို့ရေးလိုက်မယ်ဆိုရင်အရန်စီကံတင်ကျက်တဲ့อุทันทวนဆိုရင်အရန်စီကံတင်ကျက်တဲ့อุทันทวนကတယောက်အရန်စီကံမတင်ကျက်တဲ့อุทันทวนကတယောက်အဲ့လိုမျိုးတွေရောက်တယ် ဒါကြောင့်မို့ဥထွန်းထွန်းကျွန်တော်တို့ရဲ့အင်္ဂလိပ်ဆရာဥထွန်းထွန်းဒီအရန်ကိုစီကံတက်ကြတဲ့ဆရာလူတယောက်ဖြစ်တယ်ဆိုတာဒီပူပြီးတော့မှမိတ်ဆင်ဖြစ်တယ်ဒါကြောင့်မို့ဒီလိုရေးတာဖြစ်တယ်အဲဒါဆိုရင်ဆင်ပြတော့မယ်လို့ထင်တယ်နောက်တစ်ခုကြည့်ကြရအောင် on on one many prizes he is the best footballer in our school ပထမဦးဆုံးဘတ်တူပြီးကိုရှာလိုက်တော့ yes ဆိုတာကိုတွေ့ပြီပေါ့ yes ဆိုတာတွေ့ပြီအဲ့တော့အောင်အောင်ဒီ noun ဖြစ်တယ်เนาะပြီးရင် noun phrase ကိုကျွန်တော်ရှာမယ် noun phrase ကိုတတ်မှတ်ဖို့အတွက် ကျွန်တော်တို့ကြည်လိုက်ဘာတွေပါမလဲနောင်းကိုအရင်ဆုံးရှာဒီမှာလဲနောင်းဆိုပေမဲ့ that to be ရဲ့အနောက်ကနောင်းကိုကျွန်တော်တို့ကျင်တာနော်နောင်းကိုရှာမယ်ဆိုတော့ပထမဦးဆုံးနောင်းက footballer ပြီးရင် best ဆိုတာ adjective တည်ရှိတယ်လို့ခေါ်တဲ့ determiner in our school ဆိုတဲ့ modifier ဒါကြောင့်မို့ဒီဟာဒီ noun phrase ဒီ noun phrase ကိုခေါ်မှာခံရမယ်ဘယ်သူနဲ့ခေါ်မှာခံမှာလဲ he ဒီအောင်အောင်ကိုညွှန်းညင်တာဖြစ်တဲ့အတွက်အောင်အောင်နဲ့ခေါ်မှာခံရမယ်အဲ့တော့ on on comma the best footballer in our school comma won many prizes i i ask okay not cool an excuse may or oh, may not be true it is a reason a reason for an apology okay the number i d it the an excuse go new na talaga di yame ero i d it ne an excuse ne ha to do be any excuse ba pete le so ro but to be a itare no but to be ဘတ်တူဘီရဲ့နောက်ကိုကျွန်တော်တို့ကရှာလိုက်ဒီမှာဘတ်တူဘီမို့တော့ဒီဘက်ကောက်ကြည့်စရာဘို့မလို့နော် a reason for an apology for an apology ဆိုတာက modifier ပဲ a reason ဆိုတာဒီ reason က noun a က determiner ဖြစ်တဲ့အတွက် a reason for an apology ဒီ noun phrase ဖြစ်တယ်အဲ့တော့ idea နဲ့လည်းညွှန်းထားတာဒီ idea ကလည်းဒီ an excuse ကိုပြောနေတာဖြစ်တဲ့အတွက် an excuse comma a reason for an apology comma may or may not be true ကျွန်တော်တို့မမေ့ရမှာဒီ comma လေးတွေပဲ comma လေးတွေ ခေါ်မမပါရင်ဒီ not sent position ကမမှန်ဘူးခေါ်မလေးတွေကိုသတိထားပြီးတော့မှထည့်ပေးပါဒီမှာလဲကျွန်တော်တို့ခေါ်မပါမယ်နော်ဟုတ်ကဲ့ Jack was born in Finland Jack က Finland နိုင်ငံမှာမွေးခဲ့တာ Finland is the land of thousand lakes okay အဲ့တော့သူကဘာကိုဝန်ညွှန်းညင်တာလဲဆိုတော့ Finland Finland အဲ့တော့ကျွန်တော်ရှင်းနေပြီနော် Finland Finland ဘာမှရှင်းဘာမှကျွန်တော်တို့ non free တေချာရတာတော့မလို့တော့ဘူးအကေတက်မှတ်မယ်ဆိုရင် back to b ရဲ့အနောက်ကရှားကြည့်လိုက်မယ် a land of thousands lay the land land ဆိုတာ noun of thousands lays က modifier the တေရှိတယ်က article အဖြစ်တဲ့အတွက် the land of thousands lays ဒီ noun phrase ဖြစ်တယ်အဲ့တော့ finland နဲ့ the land of thousands lays နဲ့ကအတူတူပဲ ဲ့တော့ဒီတိုင်းပဲရေးဦးမယ် Jack was born in Finland comma the land of a thousand lakes ဖြစ်ပါတယ်ဒါဆိုရင်စင်ပြေလို့မျိုးလင်းတယ်စစ်ကြည့်ကြရအောင်ကျွန်တော်မိနေမှာဆိုလို့ဒီအရို slide တိုင်းယူလာတာ Elvis Presley ဆိုတော့ပါ was a very popular singer he was referred to as the king of rock and roll အဲ့တော့ကျွန်တော်တို့က back to beat လေးတွေကိုရှာလိုက်ဒီမှာ back to beat တခုဒီမှာလည်း back to beat တခု back to beat အနောက်မှာကျွန်တော်တို့က noun phrase ကိုရှာမယ် စကြရကူမှာဒီဗစ်ကကအင်းတယ်လို့ပါဝင်မှာစထားတယ်ဒီဗစ်ကနောင်တစ်ဖြစ်နိုင်နော်အဲ့တော့ဒီဗစ်ကဘတ်တူဘီရဲ့နောက်ကနောင်ဖရစ်ဒီဟုတ်တလားစစ်ကြည့်မယ်စင်ဂါဆိုတဲ့နောင်ပေါ်ပူလာဆိုတဲ့အက်ဂျစ်တစ် very ဆိုတဲ့အဲ့ဒါလိုလည်းပြောလို့ရလို့အက်ဂျစ်တစ်လိုလည်းပြောလို့ရတယ်အလွန်ဆိုတဲ့အတွက် modifier လိုပဲတတ်မှတ်ထားပေး a လို့ခေါ်တဲ့ article လဲပါတယ် determiner ပေါ့အဲ့တော့ဒီဟာဒီ noun phrase ပဲဒါကြောင့်မို့ every phrase လေး ਨੇ a very popular singer နဲ့ကျွန်တော်တို့ကခေါ်မှာခံပြရမယ်ဘတ်တူဒီလိုမဲ့သုံးပြရမယ်ပေါ့အဲ့တော့ every freshly comma a very popular singer comma was referred to as the king of rock and roll ဖြစ်ပါတယ်နောက်တစ်ခု we will spend our vacation in Napoli beach it is the most beautiful beach in our country အဲ့တော့ DIT ဒီဘာကိုညွှန်းတာလဲနော် Napoli beach ကိုညွှန်းတာ အပေါ်က he ကလည်းကျွန်တော်တို့ဘာကိုညွှန်းတာလဲ address place လို့ပဲညွှန်းတာအဲ့တော့ back to be back to be ပါအတွင်းမှာပဲရှိတော့တယ်အဲ့တော့ back to be ရဲ့အနောက်ကနေ noun phrase ဖြစ်ပုံများလွားပြီဟုတ်လားမဟုတ်လားစစ်ကြည့်မယ် beach ဆိုတဲ့အဓိကငပလီဆိုတဲ့ကမ်းခြေ beautiful က noun most sorry နောက်တော့ပြောတော့ adjective most ကလည်းအဲဒီနေမှာ adverb လို့ပြောလို့ရတယ်ပို့လေ this is there လို့ခေါ်တဲ့ကျွန်တော်တို့ article determiner လည်းပါတယ် in our country လို့ခေါ်တဲ့ modifier လည်းပါတဲ့အတွက်ဒါဒီကျွန်တော်တို့က noun phrase ကြီးဖြစ်တယ်ဒီ noun phrase ကို ngapli beach နဲ့ခေါ်မှာခံယူမယ် we were spend our vacation in ngapli beach comma the most beautiful beach in our country ဒီမှာကတော့ခေါ်မှာချက်ပဲလို့လေနှစ်ချက်မလို့ကျွန်တော်တို့က compliment ကိုခေါ်မှာခံတာဖြစ်တဲ့အတွက်နောက်တစ်ခု William Henry Gates was born in Washington. He is the principal founder of Microsoft. အဲ့တော့ဘတ်တူဘီယာနှစ်ခုပါတယ် was လဲပါတယ် yes is လဲပါတယ်အဲ့တော့ဒီ he ကဘာကိုညွှန်တာလဲ Bill Gates William Henry Gates ကိုညွှန်ညွှန်တာเนาะအဲ့တော့ဒီ he သူ့ရဲ့နောက်မှာပါတဲ့ဘတ်တူဘီဒီမှာလဲဘတ်တူဘီဘတ်တူဘီရဲ့နောက်မှာပါတဲ့ဟာဒီ noun phrase ဖြစ်သလားဆိုတာကြည့်မယ်เนาะအဲ့တော့ noun phrase ကဘယ်ဟာလဲကြည့်ကြအောင် အဲ့တော့ဒီဘက်က noun phrase ဟုတ်သလားဆိုတာကြည့်မယ် founder လို့ခေါ်တဲ့ noun ပါတယ် principal လို့ခေါ်တဲ့ adjective ပါတယ်တည်ရှိတယ်လို့ခေါ်တဲ့ article ပါတယ် of microsoft နော် microsoft လို့ခေါ်တဲ့ကျွန်တော်တို့ modifier ပါတယ်ဒါကြောင့်မို့ the principal of principal founder of microsoft ဒီ noun phrase ဖြစ်တယ်ဒါကြောင့်မို့ william henry gates နဲ့ကျွန်တော်တို့ principal founder of microsoft နဲ့ကိုခေါ်မှခံပေးရမှာဖြစ်တယ် ဒီဘက်ကတော့ AN တွေလည်းမပါဘူး noun တော့ပါတယ် adjective modifier တွေလည်းမပါတဲ့အတွက်ဒါဒီ noun phrase မဟုတ်တော့ဘူးအဲ့တော့ William Henry Gates, comma, the principal founder of Microsoft was born in Washington ဖြစ်ပါတယ်။ William Henry Gates, comma, born in Washington လို့လို့မရအောင်နော်။ Okay. Unlike spaghetti, it is Italian dish with noodles and sauce. အဲ့တော့ but to be ကိုရှာလိုက်ဆိုတော့ but to be ပြေး။ but to be ရဲ့နောက်ကဟာဒီ noun phrase ဟုတ်သလားပြန်စစ်မယ်။နော်။ အဲ့တော့ dish ဆိုတဲ့ noun with noodles and sauce လို့ခေါ်တဲ့ modifier သူရဲ့နောက်က italian လို့ခေါ်တဲ့ adjective and ခေါ်တဲ့ article ပါတဲ့အတွက် is sorry in italian dish with noodles and sauce ဒါဒီ noun phrase ဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်တို့ကဒီအနောက်က italian dish with noodles and sauce ကိုကျွန်တော်တို့ခေါ်မှခံပြီးတော့မှ spaghetti ကိုညွှန်းထားတာဖြစ်တဲ့အတွက် spaghetti နဲ့ခေါ်မှခံရမှာပေါ့ အဲ့တော့ unless spaghetti in italian dish when noodles and sauce ဖြစ်ပါတယ်ခေါ်မှာတစ်ချက်ပဲလို့ရတယ် the last one my childhood home is just down the road it is an old wooden house ဟုတ်ကဲ့ဘတ်တူပြီးတော့ပါပြီဘတ်တူပြီးတော့တွေ့ပြီဘတ်တူပြီးရဲ့အနောက်ကတွေဟာ noun phrase ဟုတ်သလားဆိုတာစစ်တီလိုက်ဒါကတော့ noun phrase ဖြစ်နေဘူး noun phrase တွေအများဆုံးအဖြစ် a in the article နဲ့စတာအများဆုံးပဲเนาะကျွန်တော်တို့ဒီမှာအပေါ်မှာကြည့်ခဲ့တဲ့ဖြေခဲ့တဲ့ဟာတွေအားလုံးလဲ determiners နဲ့စတာအများဆုံးပဲ အဲ့တော့ house လို့ခေါ်တဲ့ noun wooden လို့ခေါ်တဲ့ adjective old လို့ခေါ်တဲ့ adjective and လို့ခေါ်တဲ့ article wooden ကိုကျွန်တော်တို့က modifier လေးပြုလို့ရတယ်နော်အဲဒါမို့ an old wooden house ဒီ noun phrase ဖြစ်တယ်ဒီ noun phrase ကဘာနဲ့ခေါ်မှာခံမှာလဲကျွန်တော်တို့က ID8 ဒီဘောင်ညွှန်းထားတာလဲဆိုရင် my childhood home ကိုညွှန်းထားတာဒါကြောင့်မို့ my childhood home ဆိုတဲ့ noun ရဲ့ noun phrase ရဲ့ဒါလည်း noun phrase ပဲနော် home ဆိုတဲ့ noun ခြံခုဆိုတဲ့ noun သူတို့ညာလဲ noun ရှိမှနေလို့ adjective လို့ယူထားရမယ် compound လို့လည်းပြောလို့ရတယ် mine လို့ခေါ်တဲ့ possessive adjective တော့မဟုတ် determiner ဆိုလို့ပြောလို့ရတယ်ဒီနှစ်ခုကိုကျွန်တော်တို့ကခေါ်မှာခံပြီးတော့မှရေးရမှာပေါ့ my childhood home comma in old wooden house comma comma is just down the road okay ဒါဆိုရင်အလုံးစင်မြင်ဆုံးပဲလို့မျိုးလင်းတယ်ပထမဦးဆုံး verb to be ကိုရှာလိုက် verb to be ရဲ့အနောက်ကဒီဟာ noun phrase ဟုတ်သလားဆိုတာကို ခုနကတော့ကျွန်တော်အခုကျွန်တော်ဒီမဲ့တော့မှာပြထားတဲ့အချက်ကလေးနဲ့စစ်စီအဲ့ဒီအချက်ကလေးတွေနဲ့နောင်းတဲ့ကိုကျွန်တော်တို့ကခေါ်မှာခံပြီးတော့မှာရေးပေးဦးမယ်ဒါဆိုရင်အားလုံးဆင်ပြေတော့မယ့်လူမျိုးလဲပါတယ်အဆင်မပြေသည်များကိုလည်းကျွန်တော်ရဲ့ comment box မှာဝင်ရောက်မှတ်ချက်ပေးပေးပါဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးခဲ့လို့ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံးတွေ့ကြရအောင်အပတ်မကြည့်ရင် channel လေးကို subscribe လုပ်ပေးခဲ့ဖို့မေတ္တာရပ်ခံပါရစေ拜拜。Bye bye.